ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ယဟန်ရှင်သာမဏေနဲ့သီလရှင်တွေ TikTok ဆော့ခြင်းဆယ်လီလှုပ်ခြင်းမပြုလို့ရန်နိုင်ငံတော်တန်ခါမဟာနာယကကညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်တာနက်ဆိုရှယ်မီဒီယာတွေပေါ်မှာတချို့သောဘုန်းကြီးတွေနဲ့သီလရှင်တွေဟာ TikTok ဆော့ခြင်း online game ကစားခြင်း post ခြင်း live လွှင့်ခြင်းစတဲ့ဗုဒ္ဓဘာသာတာသနာတော်ကို ထိခိုက်ညှိုးနှွမ်းစေတဲ့အပြုအမူတွေကိုဆောင်ရွက်နေတာကြောင့်ဟန်တာနိုင်ရေးအတွက်နိုင်ငံတော်တန်ခါမဟာနိုင်ရေးကကစက်တင်ဘာလ26ရက်နေ့ကညွှန်ကြားလိုက်တယ်လို့သိရပါဗျ။ယဟန်တွေရှင်သာမဏေတွေဒီလရှင်တွေအနေနဲ့ TikTok ဆော့ခြင်း၊ဇယ်လီလှုပ်ခြင်းမပြုလုပ်ရန်သာသနာရေးဦးစီးဌာနကရှောက်ထားလာမှုအပေါ်စက်တင်ဘာလ24ရက်နေ့ကကျင်းပပြုလုပ်တဲ့နဝမအချိန်နိုင်ငံတော်တန်ခါမဟာနိုင်ရေးကအဖွဲ့ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရအခုလိုဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။ယဟန်တွေတာမဏေတွေဒီလရှင်တွေအနေနဲ့ TikTok နဲ့ social media တွေပေါ်မှာ တာမဏတာယုပမဖြစ်တဲ့ TikTok ဆော့ခြင်းဇယ်လီလှုပ်ခြင်းတွေကိုထိရောက်စွာဟန်တားနိုင်ရေးအတွက်ဒိုင်းဒေတာကြီးပြည်နယ်မြို့နယ်အသီးသီးမှာရှိတဲ့ပရိယတ်တိစာတင်တိုင်းပရိပတ်တိကမ္မထမ်းရိပ်တာဖုံးတော်ကြီးចောင်းနေတဲ့သီလရှင်ចောင်းတွေအပါအဝင်ចောင်းတိုက်အသီးသီးတို့မှာအဲ့ဒီညွှန်ကြားချက်ရောက်ရှိစေရေးအတွက်ဆက်လက်ပြီးတော့ညွှန်ကြားရန်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ